ဝပမီဗီဇာဆေးရုံပတ်ပတ်တဲ့ရမှာအပီးပိုင်သိမ့်ပဲဝေမရှိဘူးဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ကတော့စိုက်ကိုပါဆူလာထာနေဂျာငန်ရုံမှာအလုံးလုံးနေတဲ့စကပြပါကျွန်တော်တို့မြန်မာနိုင်ငံသားလေးမြန်မာနိုင်ငံလူတွေဒုက္ခရောက်လို့ပဲဖြစ်ဖြစ်အကူအညီလိုလို့ပဲဖြစ်ဖြစ်နိုင်ပြီးတော့အကူအညီတောင်းလို့ရှိရင် ပြောရဆိုရတာပို့ပြီးတော့အဆင်ပြေအောင်လွယ်ကူအောင်ဆိုပြီးတော့ကျွန်တော်ကအဲဒီစကားပြန်လုပ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဒီနေ့ကျွန်တော်တို့ရုံ case တွေခုလာတယ်ပေါ့ဗျာ။ဒီ case ကဘလို့မျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ဆာရဆာတန်းတွေကိုအထည်ရနေပြီးတော့ပေးဘူးအပြီးပိုင်တင်ထားတယ်။ဆာရဆာတန်းကိုကြားစည်းတွေကိုလည်းသူတို့ပေးပြီးပြီဒါပေမဲ့တချို့က စာရွက်စာနာတွေမပေးပဲညစ်ထားရတယ်ခင်ဗျာပြီးလို့ရှိရင်လုံးထွက်ရှင်ထွက်စာရွက်စာနာတွေကမပေးဘူးဆိုတော့တပုံမျိုးနေပေါ့နော်ဆိုတော့သူတို့တွေမှာအလုပ်တွေသွားရှာဖို့အတွက်ခက်ခဲရှိတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ရုံးကိုလာပြီးတော့ဖုံးဆက်ပြီးတော့အခုညတောင်းတယ်ဒီနေ့ကျွန်တော်တို့ရုံးကိုလာတယ်ကျွန်တော်တို့ရုံးကိုလာပြီးတော့ကျွန်တော်တို့ကလည်းဘလို့ဖြစ်ပြီးတော့ဘာလေးဖြစ်ပြီးဘယ်အနေစဖြစ်တာလဲဆိုပြီးတော့အကုန်လုံးကိုကျွန်တော်တို့မေးမြန်းစစ်ဆေးတယ်အေး တထည့်ကိုပေးစရာအကျွေးတွေရှိသေးလားဒါမှမဟုတ်လို့ရှိရင်တထည့်ရဲ့အလုပ်ထဲမှာဆိုရှယ်နဲ့နာအောင်လုပ်ခဲ့လို့တထည့်ရမပေးတာလားဒါမှမဟုတ်လို့ရှိရင်စာရွက်စာတမ်းဖိုးတွေဘတ်ဖိုးတွေမကြည့်သေးလို့သူကစာရွက်စာတမ်းတွေကိုသိရလားဆိုပြီးကျွန်တော်တို့ကမေးမြန်းတယ်အားလုံးမေးမြန်းနေတဲ့အချိန်မှာဘတ်ဖိုးလည်းကြည့်ပြီးအလုပ်ထဲမှာလည်းဘာမှပြဿနာမရှိဘူးတထဲဦးလည်းတလားကြိုပြီးတော့ပျော်ထားတဲ့အလုပ်ထွက်မယ်ဆိုပြီးတော့ပေါ့နော် ဆိုတော့တထေးပဲကတက်တက်ရုံးပါလေဆိုတာဒါအတိတ ahi အဲအားကြောင့်မလို့သူတို့စီမှာတင်လာတဲ့တထေးကတင်လာတဲ့စာရွက်ဆန္ဒကိုကျွန်တော်တို့ကြာငံရောနေပြီးတော့ထုတ်ပေးလိုက်တယ်ဒီမှာမယ်စာရွက်တို့ပါတော့ကျွန်တော်ပြောချင်တာနောက်ဆိုပြီးကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးပေါ့ဗျာသူတို့ထိုင်းနိုင်ငံမှာကိုယ်ကမဖြစ်မနေလာပြီးလုံးလုံးနေရတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စာရွက်စာတမ်းလေးကို ဖုန်းနဲ့တွေခြာလေးတက်ဖို့လေးရိုက်လာကြမှာရှင်းအောင်လေးခါကြပါဘောနော်ဖုန်းနဲ့တက်ဖို့ရှင်းရှင်းလေးဖြစ်အောင်ရိုက်ထားကြဒီလိုရှိရင်ကိုကိုရဲ့လောခတရဘလောင်းရလဲဘတ်ဖိုးကဘလောင်းကြလဲအဲ့ဒါကိုတွေခြာလေးမေးများကြတော့ဒီလိုရှိရင်တထင်းနဲ့ကိုနဲ့လောလောပြီဆိုလို့ရှိရင်တွေခြာလေးရှင်းရှင်းလေးဖြစ်အောင်မေးစရာရှိတာမေးကိုကမလို့ချင်တော့လို့ထွက်မယ်ဆိုလို့ရှိရင်လေတထင်းတထင်းတထင်းတွေက သူရဲ့အလုံးမှာစီကံနဲ့စီကံအလုံးတိုင်းမှာစီကံနဲ့စီကံနဲ့ကတော့တလားကျို့ပြောဒါမှမဟုတ်ရှင်လဲခေါနေတဲ့တပတ်ကျို့ပြောဆံဃာရဲ့တပတ်ကျို့ပြောအဲ့လိုမျိုးတွေရှိတယ်အဲ့ဒါသူကကျို့ပြောဆိုလို့ရှိရင်ကိုကကျို့ပြောလိုက်ကျို့ပြောပြီးလို့ ပူချမှတ်ထားတဲ့စည်းကမ်းကိုညီအောင်လိုက်ပြီးတော့နေရဆိုလို့ရှိရင်ကိုအလုံးထွက်တဲ့ချိန်ကြလို့ရှိရင်ပြဿနာမဖြစ်တော့မရှိအောင်ပေါ့ဗျာအဲဒါဆိုလို့ရှိရင်ခုစမှာကိုတောင်းကြရရှိတဲ့စာရွက်စာတမ်းတွေတောင်းရမယ်လောကခလေးကိုရကြရရှိရလေကိုတောင်းရမယ်ဒီအဲ့လိုမျိုးမပေးခဲ့ဘူးဆိုလို့ရှိရင်လေးစားရလေးစားရချဟန်ကရုပ်သွားပြီးတော့ခုညတောင်းပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဝပမဲဗီဇာဆေးရုံပတ်ပန်းရုံပတ်စာပြဖြစ်ပေါ့ဗျာစာရွက်စာတမ်းတွေအားလုံးပေါ့ ကျွန်တော်တို့ရဲ့စာရွက်စာတမ်းတွေအားလုံးဘယ်တည်းရမှအပေးပိုင်သိမ့်ပိုင်ခွင့်မရှိဘူးဒီစာရွက်စာတမ်းတွေဆိုတော့ကျွန်တော်တို့သူတို့နိုင်ငံမှာအလုံးလုံးဘုတ်အတွက်အရေးကြီးဆုံးစာရွက်စာတမ်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်တည်းရမှလည်းသိမ့်ပိုင်ခွင့်မရှိဘူးတကယ်လို့အသင်အားမှသိမ့်ခဲ့တည်ရှိတော့အဲ့ဒီတည်းကိုအရေးယူလို့ရတယ်အဲ့ဒါလည်းကျွန်တော်လာပြီးတော့အတိပေးတာပေါ့ဗျာနောက်တစ်ခုကတော့တတိပေးချင်တာတော့ဗာလဲဆိုလို့ရှိရင် စာရွက်စာတမ်းလေးဝပါမယ်ဗီဇာပြီးလို့ရှိရင်ဗီဇာစာအုပ်ရဲ့မျက်နှာဆေးရုပ်ပတ်ပန်းရုပ်ပတ်ရှိသမျှကိုယ့်ရဲ့စာရွက်စာတမ်းလေးအကုန်လုံးကိုဖုံးတဲ့ဓာတ်ပုံကြည်ကြည်လေးဖြစ်အောင်ရှင်းရှင်းလေးကြည်ကြည်လေးဖြစ်အောင်ရိုက်ထားကြ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီကောင်အပြင်သွားလို့ရှိရင်ဒီစာရွက်ကိုကျွန်တော်တို့ပိုက်ရင်မသွားဘူးလေယူမသွားဘူး။ဈေးသွားတာတို့ဆယ်ဘယ်လည်းမသွားတာတို့ကျွန်တော်တို့ဒီစာရွက်ကိုကျွန်တော်တို့ယူမသွားဘူး။ဆိုတော့လမ်းမှာပလိတ်တွေတာမွန်တွေနဲ့တွေ့လို့ရှိရင်ကျွန်တော်တို့မှဖုံးဝဲပါတယ်။ဆိုတော့အဲ့ဒီဖုံးလို့မှကျွန်တော်တို့ဓာတ်ပုံရိုက်ထားတဲ့ဆိုလို့ရှိရင် ်လွယ်လွယ်ကူကူလေးနဲ့သူတို့ကိုယူပြလို့ရတယ်နော်အဲ့ဒါကြောင့်မလို့ဒီကောင်မပေါ်ပါနဲ့လို့နောက်တစ်ခုကစာရွက်စာသားလေးရေးဆိုတာပဲဖြစ်ဖြစ်မီးလောင်တာပဲဖြစ်ဖြစ်ကြောက်တာပဲဖြစ်ဖြစ်ဖုံးထဲမှာတက်တက်ထောက်ထားရှိတယ်ဆိုလို့ရှိရင်ကုမီအတွက်လုံချုံစိတ်ချရတဲ့အရာတစ်ခုပါလို့ကျွန်တော်ကဒီကနေပြီးတော့အတိပေးလိုက်ပါတယ်များဟုတ်ကဲ့အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို like and subscribe လုပ်ပြီးတော့ share ပါပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဘယ်ပိုင်းစီတီကြပါစေ